္ခကိုမကြောက်ကြပါနဲ့တကယ်တော့ဒုက္ခဆိုတာအမြင့်တကူကိုတက်ဖို့အတွက်လိုအပ်တဲ့အရင်းအမြစ်ကိုဒုက္ခလို့ခေါ်တယ်ဒုက္ခဆိုတာငြိမ်သီးစားရတယ်လို့ပဲဆက်တယ်ဒါပေမဲ့အရသာတော့ရှိတယ်ပင်လည်းရှိရင်လှိုင်းရှိတယ်လို့ဘဝရှိရင်ဒုက္ခဆိုတာရှိတယ်တကယ်တော့ဒုက္ခဆိုတာတဘာဝတရားကြီးကပေးထားတဲ့လူတယောက်ရဲ့ဘဝကို စိတ်ဓာတ်မှာကြောသွားအောင်ခိုင်ခန့်သွားအောင်တရားကောင်းတွေဖြစ်အောင် အားစားနည်းတွေဖြစ်အောင်ပြုပြင်မွမ်းမံစီရင်ခြေတတ်ရတဲ့စူးတွေစောက်တွေကိုဒုက္ခလို့ခေါ်တယ်ဒုက္ခမတွေ့ဘူးတဲ့သူကဘယ်တော့မှအောင်မြင်မှုကိုလည်းရမှာမဟုတ်ဘူးပေါင်းလေးကပြောတာမင်းတို့ပဲတွေးကြည့်ကွာမာဇနက်ကတင်းမောတာမပြည့်ရင် ရာဇဝင်တွင်စရာအကြောင်းရှိဘူးတင်းမောပြတ်ချင်းဆိုတဲ့ဒုက္ခကြောင့် ဇနကရာဇဝင်တွင်သွားတာလေလူညံ့ရဖို့ဒုက္ခနဲ့ပြဿနာကိုဒုက္ခနဲ့ပြဿနာကို လူညံ့တွေကလက်လျှော့အရှုံးပေးပြီးကြာဆုံးခြင်းလို့တွေးကြတယ်လူတော်တွေကဒုက္ခနဲ့ပြဿနာကိုကြာဆုံးခြင်းလို့မတွေးဘူးငါအရင်ချင်းနေဖော်ထုတ်ခွင့်ရတာပဲဆိုဒုက္ခကိုပျော်ပျော်ပါးပါးလက်ခံကြတယ်ဒုက္ခကိုပျော်ပျော်ပါးပါးလက်ခံပါ ဒုက္ခလက်မခံခြင်းလဲရောက်လာမှာပဲလက်ခံခြင်းလဲရောက်လာမှာပဲတွေ့ပြီဆိုလက်သင်တာခံလိုက်တော့ဒုက္ခကိုပမ္မံကံကံအတုံးချအချိန်တန်ရင်အမြင့်တနေရာကိုရောက်ဒါကြောင့်လူတွေကိုပြောလိုက်စမ်းပါပေါင်းလေးတွေတွေ့တိုင်းတွေ့တိုင်းဘာလို့မင်းတို့စိတ်သက်ကြနေတာတော့တကယ်တော့မင်းတို့ဒုက္ခရောက်နေတာမဟုတ်ဘူးကြော်ကြားဖို့အတွက်အခွင့်အလမ်းတွေလို့မြင်ပေးပါဒါတက် ွေဘာအိုလေးပြောတဲ့စကားဒီနေရာမှာကြုံလို့ပြောအောင်မယ်ဗျဒီမှာအလောက်လောက်တာဆိုတော့ကျွန်တော်ပုံလေးဆွဲလိုက်ရင်တိတ်ကောင်းပါရပါတယ်အခွင့်အလမ်းနဲ့ရုပ်ဆိုတာရှိတယ်နိုင်ငံတကာမှာဒီလိုကုမ္ပဏီတွေမှာအဲ့ဒီနဲ့ရုပ်ကလေးကိုဘာသာပြန်ခိုင်းတယ်အခွင့်အလမ်းနဲ့ရုပ်အဲ့ဒီအရုပ်ကလေးကတတ်တရရဝတ်ထားတာနက်တာနဲ့ကုတ်နဲ့ဘောင်းမီရှင်နဲ့သူကသူ့ဘဝ တော်တော်ရရကလေးထူးဆန်းတာသူ့မျက်နှာမှာမျက်မှန်အမဲကြီးတတ်တာနွေကားကအယုတ်ကအတော်မှနှစ်ဖက်ပါသေးတယ်လက်ထဲမှာထီးတစ်ချောင်းသူပေးထားနှယုတ်အဲ့ဒီအယုတ်ကလေးကိုဘယ်လိုမြင်တယ်လဲဆိုတော့မေကွန်မေးတယ်နိုင်ငံတကာမှာဒါအခွင့်အလမ်းကိုပြောတဲ့အယုတ်ကလေးပဲမင်းတို့ဘာသာပြန်စမ်းကဲကျွန်တော်ဘယ်လိုဘာသာပြန်မလဲ ကဲအခွင့်လန်းတဲ့ယုံမှာနေရကြီးကားတာကျွန်တော်ဘယ်လိုတိတ်ပဲတော့ညံ့ညံ့နောက်ထောင်ကြညံ့ညံ့နောက်ထောင်ခြင်းဟာအခွင့်လန်းကိုရအောင်ယူတာဘာလို့ဆိုတော့ပါဇက်ပေါက်ကြီးကိုအခြေကြီးပြပြောကြရတာတော့ပါဇက်တဲ့နေရကြီးကိုသူပိုချစ်ထားကြတယ်ညံ့ညံ့နောက်ထောင်တေချာနောက်ထောင်အဲ့ဒါအခွင့်လန်းအသုံးချတာပါဇက်ပေါက်တိတိလေးကနည်းနည်းပြောဒါမျိုးဘာလို့မျက်နှာကိုအဝယ်အမဲကြီးစီထားတာတော့သူမျက်မှန်အမဲကြီးဘာလို့တတ်ထားတာတော့ ကိုတွေးနေကိုပေါ့တိုးတက်စင်းတဲ့သူကတိုးတက်တဲ့အတွေးကိုတွေးတာဟာမမြင်ရပေမဲ့ရှောက်လန်းလို့ရတဲ့နီးတွေရှိတယ်မျက်လုံးမမြင်ရပဲနဲ့လမ်းရှောက်နေတဲ့သူတွေတပုံကြီးတို့မမြင်ရဘူးဆိုတာဆုံးရှုံးမှုမဟုတ်ဘူးမျက်လုံးနဲ့မမြင်ရရင်အာယုံနဲ့မြင်ရအောင်လုံးမှာပေါ့ဒါကိုသူကပြောချင်တာစိတ်တက်မကြပါနဲ့မမြင်ရပေမဲ့လမ်းရှောက်လို့ရတယ်ဘာလို့တော်တော်ရအဝိစားကိုဝတ်ထားတာလို့ တတ်တတ်ရှင်းရှင်းတတ်တတ်ရနိဒန်တိုင်းဒီစမတ်ကြတဲ့သူတွေအခွင့်အလမ်းရောက်လာတာဗျကဲဗျာဒီကုမ္ပဏီမှာအလုပ်ခံမယ်ကိုးစားတဲ့သူတွေဘယ်လိုခံမလဲတွေ့ကြည့်ဗျာနော်ထမင်းစံအောင်ဇွဲနေဗျာတော့မဟုတ်ဗျာနော်ခြေသေးရမဲလို့ဘယ်လိုကျွန်တော်သူ့ဆက်ဆံမလဲသူခန္ဓာကိုယ်ကြီးအရက်တောက်ထားတဲ့ယုံယုံကြီးဝေဆောင်းဝတ်တယ်မတတ်မရဆိုဒီအလုပ်နဲ့သူဘယ်လိုတင့်တော်မလဲကျွန်တော်တိုင်းပြီအခု တကားပွင့်စီပွားရေးဝါဒလာပြီးနိုင်ငံတကာယဉ်ကြီးမြုံနံအလုပ်တွေအများကြီးခတ်လိုက်မယ်စိတ်ချကောစားတဲ့သူအလုံးမရဘူးတင်းကြတယ်နိုင်ငံတကာမှာပါဆက်ကိုတိတ်တံပိုးထားတယ်ကျွန်တော်စကားရရင်ခွလွပါတော့ပါဆက်ကညစ်ပတ်မှုနဲ့ကျွန်တော်စကားရရင်ခွလွတော့တောင်းပန်ပါလေဖင်ဆိုအိုနဲ့ဘုရားပုံညစ်ပတ်တယ်ထင်စားရဖတ်ကြည့်ပါဆက်ကပိုပြီးညစ်ပတ်တယ်ပါဆက်ကိုစေဖို့တတိမရဘူး 偷来的阿松，这弄了，日本司机啊，日本松，哎，你看哦，这掉掉难家地的，老日本打油，可是，奈个他妈，不咋多啊，盐打木头，不咋够，盐打木头，这弄了不咋说日本尼的，就米油打的，多少收了的，他说，你怎打油不要啊？阿他们别的那怕的多喽，阿回来老说要吃，要南宁的喽，要吃的。 ထပ်ပြီးပြန်သွားတတ်တယ်။ຢာတော့အမိဖားလို့ပြောတာဗျ။ဒါမျိုးလက်ထဲမှာထီထောင်ပေးတာလားဘာလို့။အဲ့ဒီထီကလိုအပ်ရင်အသုံးပြုဖို့ပေါ့။လောကရာမိုးရရင်စောင်းဖို့လောကရာနေရပူရင်ကာဖို့သူများဒုက္ခရောက်နေရင်လည်းတော့ပြီးတော့ကူညီဖို့လို့ထိကျွန်တော်တို့ကဘာသာပြန်ရမှာ။အဲ့ဒီအခွင့်အရေးနဲ့ရုပ်ပုံကိုဘယ်လိုမြင်တယ်လဲဆိုတဲ့အမြင်ကိုကြည့်ပြီးအဲ့ဒီနိုင်ငံဒီမှာတော့လူတယောက်ကိုအလုတ်ခတ်အဲ့ဒီအယုတ်ကလေးကိုမင်း နားလည်သလိုပြန်ရင်းစမ်းပါရေးတာကိုကြည့်ပြီးဒီလူရဲ့ mind ကိုလေနောက်တစ်ခုရှိသေးတယ်ဗျကျွန်တော်ကိုရစ်လို့ဘူးတယ်အဲ့ဒါကျွန်တော်အတွင်းမဟုတ်ဘူးနိုင်ငံတကာစာအုပ်ကရတဲ့အတွင်းတကယ်ကြတော့မန္တလေးမှာ happy war အလုတ်ခတ်မှာကျွန်တော်မလေး happy war ကိုကြွကြွလို့လာဖွင့်ရသူတို့လည်းခင်ညာသူတို့လည်းပျော်ဖြစ်တယ်မန္တလေးမှာကုမ္ပဏီထောင်တော့ကျွန်တော်တကယ်ရင်းနေရသူတို့ကုမ္ပဏီမှာ စထောင်တောင်ရင်ဝန်တန်းအယောက်30လောက်ခန့်ညင်တာသူကရှောက်လွာခေါ်လိုက်တာ150လောက်ရှောက်လွာရောက်လာတယ်120လောက်အင်တာဗျူးလာဖြစ်ကျွန်တော်တကယ်ကြီးမင်းအင်တာဗျူးမှာငါ့ကိုမိကုံးလေးလှုပ်ပေးစမ်းမှာငါတော့မိကုံးမလှုပ်ချင်ဘူးဘာလဲဆိုတော့လုပ်ငန်းကျွမ်းကျင်တာကိုမင်းယူမာလာတစ္ဆာရှိသူကိုယူမာလာလုပ်ငန်းကျွမ်းကျင်မှုကတင်ပေးလို့ရတယ်တစ္ဆာတရားတင်ပေးလို့မရဘူး ်ငါ psychotest ဖဲလုံးမင်းတို့မေကိုမင်းတို့ community ကြိုက်တာလို့ငါ psychotest ကိုငါမင်းတို့မပြောငါဘာသာငါလုံးမယ်ကျွန်တော်လာတဲ့120လုံးကိုကျွန်တော်ဘာလုပ်တယ်လဲဆိုရင်ကျွန်တော်ကပြည်ဦးလွင်က coffee ထဲတဲ့ဝက်အကလေးတွေရှိတယ်ဆိုတော့ဝက်ခိုင်းလိုက်တယ် company ဝက်ပေးတယ်သူကအထဲတော့ကိုကျွန်တော်မပဲစေလေးတွေအစစ်တရားကျွန်တော်ရည်ပြီးထည့်တာမပဲစေအစစ်တရား ဲ့တော့သူအင်တာဗျူးလုပ်ပြီးဟိုဘက်ခန်းထဲမှာခဏဝင်လိုက်ပါအောင်ဆိုကျွန်တော်နာမည်ပြောဟုတ်ပြီဆက်သွယ်ဖို့တယ်လီဖုန်းနံပါတ်ပြောပါဟုတ်ပြီလိပ်စာပြောပါ ဟုတ်ပြီဘာမှမမေးဘူးရဒီအထုပ်လေးယူသွားနောက်ထပ်တပတ်လောက်နေရင်ဓမ္မပဲပဲပြင်ဖောက်ခဲ့ပဲပေါတာဘာမှခဲ့ဘလို့ဖောက်မလဲမေးလိုက်အရာသေးဘူးနော်ရေအိုးလေးဘာညာမင်းတို့ဖောက်ပဲပေါက်ခဲ့ပဲပင်ဘယ်နဲ့ပင်ပေါက်တယ်လဲကြည့်မယ်အစ်စ်တရာရှိတယ်နော် မင်းတကယ်လို့အပင်100လုံးပေါက်နိုင်မယ်အလုပ်ရမှာပဲအပင်80ပေါက်တဲ့လူတွေ100 100သမားရမယ်ဒါပဲလာသမက်လို့ကျွန်တော်မပက်အိလေးပေးလိုက်တာဗျနှစ်ပတ်နေပြန်လာခဲ့လို့မှာလိုက်တာကျွန်တော်လောက်တာကိုကျွန်တော်တငယ်ချင်းနေမတည်ဘူးအစည်းဝေးပြီဆိုတော့တငယ်ချင်းကမပက်စီပေးလိုက်တယ်လို့နောက်နှစ်ပတ်နေတော့သူကပြန်ခေါ်ထားတယ်ပဲပင်အညာပေါက်တဲ့အပင်ဘယ်နှပင်ရှိလဲခါလို့ရည်မယ်လို့ရည်ပြီးတဲ့အခါအဲ့လိုအပင်ဘယ်နှခုပေါက်တယ်လဲကြည့်ပြီး အပင်ပြင်းပြပုတ်တဲ့သူငါတို့စူပေးမယ်ကွာဆိုတော့တကယ်ကြီးငါစိုက်ကိုတက်စ်ပြန်လုပ်တာတို့ကဒီ120ထဲမှာတို့ရဲ့ဆွေမျိုးသားချင်းတွေလည်းပါတယ်ဗျကျွန်တော်သိတယ်ဒီကောင်းကြီးတို့လုပ်တယ်တို့ဆွေမျိုးခန့်ညင်တာကျွန်တော်ပြောလိုက်တာနှစ်ပတ်လောက်လည်းနေရောပြန်လာကြတယ်ဗျရောက်90လောက်ပြန်လာတယ်90 80လောက်ပဲမင်းပေါက်ကလေးကြီးနဲ့ဟုတ်ပြီဟုတ်ပြီအမှန်ချင်းဟုတ်ပြီအလောက်ခန့်နဲ့မခံဘူးတယ်လီဖုန်းနဲ့အကြောင်းကြမယ်ပြန်သွားကြတယ် ကျွန်တော်မပဲအပင်မရှိဘူးတကယ်ချင်းလည်းမရှိကြည်အောင်လေငါမရှိဘူးလို့မလာတဲ့လူတွေတယ်လီဖုန်းနံပါတ်ကျွန်တော်လမ်းပြီးဆက်ကြည့်တယ်ဘာလို့မလာတာလဲတချို့ကလည်းအเจ้าမျိုးနဲ့မလာတချို့ကပြောတယ်ဆရာဟိုကျွန်တော်တို့ကဆရာပေးတဲ့မပဲစီတွေကိုပြင်ဖောက်တာဆရာအပင်မပောက်လို့ကျွန်တော်မလာတော့ပါဘူးဆရာကျွန်တော်အပင်ဖောက်ကြည့်တာအပင်မပောက်လို့မလာတော့ဘူးဆရာဟုတ်ပြီဟုတ်ပြီနောက်နေ့လောက်လဲနေရော အပင်မပောက်ဘူးလို့ပြောတဲ့သူတွေအားလုံးကျွန်တော်အလုတ်ခိုင်းတာဗျကျွန်တော်က ကျွန်တော်ကုမ္ပဏီရဲ့တငယ်ချင်းတွေနားမလဲဘူးစိုက်ကိုအဲ့ဒီခက်တဲ့နေရာမှာသူတို့ဆွေမျိုးတယောက်မှမပါဘူးမင်းဘယ်လိုလုပ်တာလဲမင်းအဲ့ဒီမပဲစီတွေကိုအပင်မပေါအောင်ငါလှုပ်ထားပြီးသားလို့အပင်ပေါက်เสียအကြောင်းမရှိဘူးအပင်ပေါက်တယ်ဆိုပြီးလာတဲ့ကောင်အကုန်လူလိမ့်ကြီးပဲမင်းအဲ့ဒီကောင်ခက်လို့မင်းရမင်းကုမ္ပဏီပြက်ပြီအပင်မပေါအောင်မပဲကိုကျွန်တော်လှုပ်ထားပြီးသားတပင်မပေါက်เสียအကြောင်းမရှိဘူး ရိုးစိုးစားပြလဲကျွန်တော်တို့အပင်ပောက်ကိုစိုးစားတယ်ဆရာအပင်မပောက်တော့မထူးဆိုမလာတော့ပါဆရာအဲ့လူတွေကျွန်တော်အလုတ်ခတ်လိုက်တယ်မပဲတဲ့အပင်ပောက်ပြီလာတဲ့ကောင်အကုန်လူလိန်နေအဲ့ထဲမှာကြည့်တော့အဲ့ဒီကုမ္ပဏီရဲ့ sharing နေပေါ့ share ဝင်နေရဲ့တူရတူမတွေအကုန်လူလိန်ကြီးပဲအဲ့ရချင်းနဲ့ကျွန်တော်သဘောကျသူတို့လုပ်ငန်းတွေအောင်မြင်တယ်သစ္စာတရားကသင်ပေးလို့မရဘူးဗျဒီစားကျွမ်းကျင်မှုကသင်ပေးလို့ရတယ် ။ဒါကြောင့်စံချိန်မီရဘဝတစ်ခုကိုလိုချင်တစ္ဆာရှိဖို့လိုတယ်။မလိမ်ညာကြရဘူး။ကဲစံချိန်မီရဘဝတစ်ခုပြောတော့ဆိုတော့ဒါလေးယူခိုင်းတာလေ။ဒါလူတိုင်းသိပါတယ်။ Premier Instance ဟုတ်တယ်နော်။ဒီအောင်လည်းမှာစာလေးတစ်ခုပါတယ်ဗားတဲ့တော့3 in 1ဒေဗေယပါတော့မြ3 in 1 ဝိုင်းကဒီအထုပ်ကိုပြောပြီးသရိယာတစ်ချက်မှပါတဲ့ပစ္စည်းပေါ့နော်ကွန်စတီကျူအန်ကိုပြောရနေမှာပေါ့နော်ကော်ဖီမုန့်ပါတယ်တကြားပါတယ်နှုတ်မုန့်ပါတယ်ဒီတော်ထဲမှာသုံးခုပါတယ်လွယ်တကူဖြော်ယုံမဲကျွန်တော်တို့ကော်ဖီမစ်တီလွယ်တောက်ကြပါတယ်ကော်ဖီမစ်မတောက်ဘူးလေလို့မရှိဘူးကျွန်တော်သိတယ်ဒီအထုပ်ကိုဖောက်ရေတွေးတဲ့ဟိုထက်ပြီးရင် တော့ထုပ်လွတ်ပြတဲ့လူကြီးပဲဒီအထုပ်ကလေးပေါ်မှာစဉ်းစားကြည့်ရအောင် ဒီလို coffee ကျုပ်တင်ပါရင်3 in 1ရှိတယ်မထင်နဲ့လူတွေဘဝမှာလဲ3 in 1 4 in 1 5 in 1 2 in 1 1 in 1အမျိုးမျိုးရှိတယ်တွေ့ကြည့်လားဥပမာလူတိုင်းနားလဲတဲ့ရွေးချယ်လေးပြောမယ်ဗျဥပမာဆိုင်းဆိုင်ခဲလိုက်ဆိုပါစို့ဒါလူတိုင်းသိတဲ့ example ပေါ့နော် तू ကတချင်းလဲဆိုတယ်ရုပ်ရှင်တရုံလဲစောင်းနေဝတ္ထုလဲရေးတယ်တယောက်တည်းအလုပ်သုံးခုကိုတစ်ပိုင်းနဲ့လုပ်တဲ့အတွက် तू က 3 in 1မကျွန်တော်ဆိုရင်ရှုရှင်လဲတင်တယ်စာလဲရေးတယ်စကားလဲပြောတယ်ကျွန်တော်3 in 1လူတယောက်ကအလုပ်သုံးခုလုပ်လုပ်တာလုပ်လို့ရတာပဲဗျာဒါပေမဲ့ဒီထဲမှာရှိတဲ့လူတွေကိုကိုမေးကြည့်ခင်ဗျားတို့ဘာလို့1 in 1လား2 in 1လား3 in 1လားဟမ်တချို့2 in 1နေပါမယ်ထင်တယ်တချို့ကတော့ចောင်းဆရာမလုပ်မယ်ဒီမှာလဲအလုပ်လာလုပ်တယ်တချို့လဲ3 in 1ရှိရင်ရှိမှာပေါ့တချို့လဲကိုအိမ်မှာတခြားလုပ်ငန်းတစ်ခုရှိမယ် ဒီလိုငါလက်လုပ်တယ်ဒါကြောင့်ခင်ဗျားတို့တိုးစီးပွားတွတ်တက်တာလေ1 in 1နဲ့2 in 1ဘယ်သူကပေါ်တွတ်တတ်မှာလို့အဲ1 in 1နဲ့3 in 1ဆိုရင်ဒီလိုကတွတ်တက်မှာပေါ့မပေါ်ကြအောင်စံဒီကနေ့ဒီနာမည်ကြီးမှာပေါ့သူက all in 1ညအကုန်လောက်တာဗျဘုရားရှင်ကိုယ်တော်မြတ်ကြီး all in 1 all in 1အကုန်လောက်တာဒီအလူတွေအနည်းဆုံးတော့ကျွန်တော်ထင်တယ်2 in 1ဖြစ်ပါလိမ့်မယ်3 in 1ပါခြင်းပါမယ် ဒါပြင်းလူတယောက်ဟာတိုးတက်ခြင်းရင်ဘဝတစ်ခုဟာအလုတ်တစ်ခုနဲ့တင်းတိမ်နေလို့တော့မဖြစ်ဘူးဗျ one in one ဆိုရင်တော့မဟုတ်သေးဘူး two in one ဆိုရင်တော့မဆိုးပါဘူး three in one ဆိုရင်တော့ကောင်းပါတယ်ဒီရဲ့များရင်ပိုကောင်းတာပေါ့ထပ်ပြောအောင်မယ် one in one ကိုတော့မဆိုးဘူးပြောပေမဲ့ zero in one နေလဲရှိတယ်ဗျဥမာခမရရတူရတူမရအကိုတွေပေါ့ဘွဲရဘာလုံးမှမလုပ်ဘူးဘီယာလေးတောက်လိုက်ဘလုံးဘွဲလေးလောင်းလိုက် အဖေမေရှိရလဝါလေးဖြန့်လိုက်အဲ့လိုကောင်းနေကြတော့0ရဲ့ဝါလို့ခေါ်တယ်0ရဲ့ဝါနဲ့မြန်မာနိုင်ငံမှာတပုံကြီး0ရဲ့ဝါနဲ့ဆိုးတာရှိသေးတယ်ဗျ minus 1 in 1တွေ့ဘူးလားမသိဘူး तू ကဒီနေရာကိုရောက်တယ်အလောက်ကလောမှာမလောက်ဘူးခုံတိတ်ခါကြတဲ့အလောက်တည်းပဲလောက်နေတယ် तू ကသူ့ကိုသူသူခုံတိတ်ခါကြလို့ကြာမှမသိဘူးဒီဘောကနေလက်ပေးလက်ယူရေလောက်တယ်ကိုယ်ခုံတိတ်ခါကိုဖက်စားတယ် သူ့ကိုသူမသိဘူးသူများတွေကမြင်နေတာဒီလူကွာတတော်ဘဝပြတ်နေပြီနေတော့တိုက်ကြီးနေပဲသူကကားကောင်းစားကြီးနဲ့လူရဲ့နှလုံးထဲမှာသူကတိတ်ခါမရှိဘူးသူကဘာလို့ minus 1 and 1ကျွန်တော်လက်ညှိုးထိုးပြလို့ရတယ်မြားကြီးပဲ minus 1 and 1တချို့ minus 2 and 1 minus 3 and 1တောင်ရှိပါသေးတယ်ဗျာနေရာတိုင်းမှာတိတ်ခါလိုက်ကြနာသူကသူကပတ်စံလို့ရင်ကျွန်တော်ဘာမှမသိဘူး အလုံးပေါ်ကြမယ်အနိုင်ယူမယ်အဲ့လိုလူတွေလည်းရှိတယ်ဒါကျွန်တော်တို့ကကိုယ့်ကိုယ်ကိုစဉ်းစားရစံချိန်မီတဲ့ဘဝဆိုရင်တော့1 in 1နဲ့တော့မချိနဲ့ပါနဲ့2 in 1 3 in 1 4 in 1ဖြစ်နေတော့ပိုကောင်းတာပေါ့ဒါ coffee mix တို့လေးတောက်တိုင်းကျွန်တော်တို့သိဖို့အရာသားသမီးတွေကိုပြောပြလို့ရကဲဒါဖြစ်ရင်စလုံးလေးပြောကြည့်အောင်ဘဝကို LFE life လို့ခေါ်ရင် အဲ့တော့အဖေကိုကျွန်တော်တို့အသေးပဲလေးဖွင့်ကြည့်အောင်အိမ်မှာကလေးလေးတွေလေး charge ကလေးတွေကတ်ထားရှိရလေးနိုင်ရမယ် A ဆို apple ပေါ့ A for apple တော့မဟုတ်အခုကပေါ့ A for aeroplane ပေါ့တခြား B for but B for ball တိုက်တယ်လို့ပေါ့ဒါပြီး L for ဘယ်လိုပါသားပြန်ကောင်းမလို့ life L for L L ကိုဘယ်လိုပြောရင်ကောင်းမလို့ learning learning ဘောဆိုတာအများအားဖြင့်သင်ယူနေရတာဗျာ ဘဝဆိုတာအချိန်တိုင်းတည်ယူနေရတာနော်ငါဘောရပြီတက်သွားပြီသင်စရာမလိုတော့ဘူးလို့မထင်နဲ့အကုန်တည်ယူနေရတာဘုဒ္ဓနာကမ္မထံကြောင်းသွားလဲတည်ယူပြီးပြန်လာရတာလေဘစကားစီရဲတည်ယူရတာပဲဘောဆိုတာတည်ယူနေမှုပဲဗျလန်ဒင်းအိုင်ကြဘယ်လိုပြောရင်ကောင်းမလို့ကိုကြိုက်တယ်လို့ပြောချင်းကျွန်တော်ကအိုင်ကို improving လို့သုံးတယ်ဘောဆိုတာတိုးတက်မှလဲအတိတ်ပဲရှိတာ လောက်စလုံးပေါင်းလေးကိုစိတ်နဲ့ပေါင်းကြည့်အောင်အဲဒါကဘလို့ရေးတော့အပေါ်တက်ပြီးတော့ဘောဆိုတာအတက်ရှိတယ်အကျရှိတယ်နည်းနည်းလေးတက်တယ်နည်းနည်းလေးကျတယ်အဲနည်းနည်းလေးတက်ပြောသွားတော့ဟာအောက်တိကျအမလီတော့ရေးတင်လာပြန်တက်ပြီးတော့လူလေးစုံသွားတာဘဝပဲဘဝစလုံးပေါင်းကအထိပယ်အပြည့်ပါအတက်အကျအနိုင်အမြင့်နဲ့သွားလာအာ improving အဲ့ချဘလို့ပြောရင်ကောင်းမလို့ fighting မကောင်းဘူးလားကြိုက်တာပြောပါကျွန်တော် fighting လို့ဖွင့်မယ်အီးကြတော့ escaping လွမြောက်တာဒါပေမဲ့ enlightenment လွမြောက်တာပဲသူတော့မတူဘူးပေါ့ဘဝဆိုတာလွမြောက်အောင်လဲစ조사ရသေးတာဒီလိုစည်းစိမ်နဲ့ဥစ္စာတွေတားမရနေနဲ့ပဲချီနှောင်ထားလို့မဖြစ်ဘူးကျွန်တော်ပြောအောင်မယ်ဗျကျွန်တော်ဗုဒ္ဓဂါရသွားတော့အာဖဂန်နစ္စတန်ကကိုရော်လေး ဘူတမ်ကိုရော်ရင်းနဲ့စကားပြောရင်ကျွန်တော်ကြိုက်တဲ့စကားတခွန်းရှိတယ်။အဲ့ဒါကတော့ကျွန်တော်တို့တာဝတ်တီကိုရောက်တဲ့အချိန်မှာစကားလုံးနဲ့ပြောကြရင်းနဲ့ဒီမဲ့တဲ့ဖျားရှင်ကိုရော်မြတ်ကြီးကဒီနေရာမှာဇေဝွန်ကျောင်းသတင်းသုံးတာတဲ့ဇေဝွန်ကျောင်းဆိုတာတာဝတ်တီနဲ့မနီမဝေးလက်ခေါ်တဲ့တခေါ်လောက်ဝေးတာတာဝတ်တီဆိုတာအဲ့ဒီခေတ်ကမြို့ကြီးဖျားကဒီလိုကျောင်းနယ်ပါနဲ့နေတာဒါပေမဲ့ဖျားကဒီကျောင်းကြီးကိုမင်မောတွေ့တာလည်းမထင်နဲ့လူလောကမှာထီတော်ထီရတယ် ်ဖရာထီးခွင့်ပေးတယ်ဒါပေမဲ့ဘလို့ညှိတယ်လဲပုံမှန်မူတည်ရရှင်နဲ့ခုံးနဲ့ထီတာနဲ့ရှင်နဲ့ကြာနဲ့ထီတာတူလားရှင်နဲ့ခုံးနဲ့ထီတာတခါလေးကိုအိုးလုံးဖွေးသွားတာကဲဒီမှာအိမ်တော်တွေပါခင်ဗျားတို့ခင်ဗျားတို့ယောက်ျားဘလို့ထီတော့ရှင်နဲ့ခုံးနဲ့ထီတယ်လို့ထီတာသူပြန်မလာရင်မကျေနပ်ဘူးတယ်လီဖုန်းနဲ့သတင်းတစ်ခုကြားရင်အမလေးပြန်လာရင်တွေ့မယ်ဟဲ့ကိုသားသမီးနဲ့ကိုနဲ့ထီတာရှင်နဲ့ခုံးနဲ့ထီတယ်လို့ပဲ လောကအကြောင်းသိတဲ့အခါရင်နဲ့ကြာနဲ့ထိတယ်လို့ထိတာကဲခမရတို့ဒီကုမ္ပဏီကနေတိန်းတရာအထာမယ်ခမရကိုဖယ်နေရသွားပေးခမရထိကိုရရဘယ်လိုထိပါတော့ရင်နဲ့ကြာနဲ့ထိတယ်လို့ထိရမှာခမရအလွယ်သုံးသားလုပ်လို့မရဘူးရင်နဲ့ခွန်းနဲ့ထိတယ်လို့ဒီဘောပြက်ပြီဘောဩစာရစီစိန်နဲ့အာနာတွေလုတ်ပိုင်ခွင့်နေကျွန်တော်ချမ်းသာမှုတွေကိုကျွန်တော်တို့ကရင်နဲ့ကြာနဲ့ထိတယ်လို့ထိနိုင်တဲ့စိတ်မျိုးထားတဲ့တနေ့ဘောလွတ်မြောက်ပြီ escape ဖြစ်ပြီ ရှင်နဲ့ခွန်းနဲ့ထီတာရေကြောင့်ခွန်းလည်းပြက်စီတယ်လို့ခွန်းကြောင့်ရေလည်းတံမိုးပြက်တယ်ဗျရေနဲ့ကြာနေကြထီတော့ထီတယ်မညှိဘူးဗျရေကြောင့်ကြာဖြစ်တယ်လို့ကြာကြောင့်ရေကန်ကြီးလာတာကြာကြောင့်ရေကန်တင့်တယ်တယ်လို့ရေရှိတဲ့အတွက်ကြာကလည်းလန်းဆန်းပြီးရှင်တန်ရလာနှစ်ယောက်လုံးအကျိုးရှိတယ်အဲ့ဒါဘုရားရှင်ကိုယ်တော်မြတ်ကြီးအကျင့်တရားပဲ ဖျားဝဲဖြစ်ဖြစ်ရေနဲ့ချာနဲ့ထစ်တယ်လို့ထိအောင်ကြိုးစားကြ escape ဖြစ်အောင်လုပ်လွတ်မြောက်အောင်လုပ်ထားတော့